အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဧပြီလ20ရက်တနေ့ဝင်နေ့စီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဖတ်ကြားတင်ပြတဲ့အစီအစဉ်လေးကဘာနဲ့တူလဲဆိုတော့ကိုထင်တာကိုကြီးကိုကြီးကကိုဖတ်ပြတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ကရင်ပြည်ဘက်မှာနေ့စဉ်ဤပါထိတွေ့တိုက်ပွဲတွေရှိနေပါတယ်မိုးပြဲတရကုန်းအောက်ဖက်ဆယ်မြောင်းတဝိုက်မှာတော့ထိတွေ့တိုက်ပွဲပြင်းထန်လာခဲ့ပါတယ်စစ်ကောင်စီဘက်က စစ်စစ်တဲ့မမစိန်မြောင်းနဲ့ပြစ်ခတ်နေတယ်လို့ကရင်နီတပ်ပေါင်းစုဘက်ကလည်း point five ဆက်စနက်ကြီးနဲ့တုံ့ပြန်ပြစ်ခတ်လျက်ရှိပါတယ်။လက်တကန်းထွေလုံးရစ်ပတ်သဘောမျိုးမဟုတ်သေးပဲလက်နဲ့ကြီးနဲ့တွေးလို့ဆန်းနေကြရာကနေအမှတ်420ချင်းပြန်တရင်တွေကနေထွက်လာတဲ့စစ်ကြောင်းကိုကရင်နီတပ်ပေါင်းစုတွေတီးထုတ်လိုက်တာတရင်ဌာနချုပ်တဲ့ကိုအထိနာပြီးပြန်ဆုတ်သွားရပါတယ်။မိုးပြင်းနဲ့ဒီမော့ဆိုးကြကဆရာတို့တရာဘာဒီစုပလိုက်တရာအေရီယာတဝိုက်ကိုလေကြောင်းနဲ့ကင်းထောက်လျက်ရှိပါတယ်။ဒီကြပိုင်းတွင် မိုးပြဲတနယ်လုံးဒေချောင်းအန်ရီအထူးသတိရှိဖို့အရေးကြီးပါတယ်။ AR ရီတာလေးမျက်နှာမျိုးနဲ့ဖန်တော်ကြီးကျေးရွာမှာယာယီခြေလို့ယူထားတဲ့စခန်းငယ်ဟာဆုတ်ခွာသွားရပြီးပူပေါင်းတပ်ဖွဲ့တွေကတပ်ဆွဲနေရယူထားပြီးဖြစ်ပါတယ်။ညမကြသေးမီကလည်းအင်ကဘူရဲစခန်းဟာကွင်းကောက်အခြေဆိုင်အမှန်ငါးတပ်မတော်တပ်မြင့်လေးကြီးအကြောင်းကိုသွားရောက်ပူပေါင်းထားခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။အဆိုပါစစ်တပ်နှန်းချောင်းဟာရခိုင်ကပသိမ်ရွှေမြင်းနဲ့စစ်ခြေကန်လေးကြီးတပ်နဲ့တင်နှန်းချောင်းချင်းနေရာဈေးရွှေပြောင်းခဲ့တာဖြစ်ပါတယ်။ ၎င်းတင်တန်းကြောင်းမှာအချက်ကြီးတင်တန်းဆက်ရောက်ခဲ့ဖို့ပြီးမိခင်တက်ကိုပြန်တော့ကွင်းကအုတ်ရှိပင်ထီကားကြောင့်စီအုတ်ရှိပင်ရောက်တော့ကြံကာလာမှုလိုင်းကားတွေမရှိတာကြောင့်ညောင်ချေတော့ကပ္ပစ6ကိုဝင်းကသတင်းပို့ကြရပြီးလုပ်ငန်းရင်နဲ့ပသိမ်မွန်ရလန်းအတိုင်းတက်ကိုပြန်ရရတာဖြစ်ပါလေမှတ်မှတ်ရရဆိုရင်အဲ့ဒီကာလာတော့အချက်ကြီးတင်တန်းဟာအခုခေတ်တက်စုမှုတက်ခွဲမှုတင်တန်းတွေလိုအခြားဆင်စစ်တီတွေကိုအမေတရီမောင်းမြန်ဆက်တနတ်တွေကိုစီထုတ်ပေးပြီးစစ်တင်တန်းကြောင်းတွေကိုစေလွတ်တဲ့အချိန်ကာလာဖြစ်ပါလေ တိုက်ခိုက်ရေးတင်းနှံနေတဲ့ထုံးစံတိုင်းတနည်းမိုင်30ခကြီးပေါက်တင်းကန်းသာဘူးဝင်းကောက်ကနေဗန်ဝေးကုန်းရွာအထိနေချင်းမြန်လမ်းလျှောက်ကြရတာဖြစ်ပါတယ်အချိန်ကာလကစစ်ထောင်လိုင်းရဲ့ခေတ်သာရှိပါသေးတယ်ကာကလန်းအဖွဲ့တွေကတော့လမ်းမလျှောက်ကြပါဘူးငါတို့ကထောင်လိုင်းရေးဆိုပြီးကားငါးပြီးဗန်ဝေးကုန်းမှာစမင်းလာစားပြီးပြန်သွားကြတာကလည်းအံ့အားသင့်စပွဲကြုံခဲ့ရပါသေးတယ်ခြေစစ်တိုက်စစ်ခံစစ်ခွာစစ်ဆိုတဲ့စစ်ခံတာကြီး၄ရက်၄ချိန်ခန်းတွေကိုတော့နန်းတူ၁၀ဝင်းကျင်တဝိုက်မှာတစ်ဖက်တက်ပါလေ့ကျင့်တာဖြစ်ပြီး အပြန်ကျရင်တော့ဝါကိုစီခုတ်ထမ်းပြီးပြန်ကျရတာဖြစ်ပါတယ်။အမှန်တိုင်းပြောရရင် ARD တိုင်းဟာတပ်သတင်းပေးတွေကြီးစိုးရနယ်မြေကြီးဖြစ်နေလို့ပူပေါင်းအဖွဲ့လှုပ်ရှားရတာကန့်တတ်ရှိနေတာဖြစ်ပါတယ်။ကျန်းဝဲနယ်မြေချီချစကန်းကိုလေကြောင်းကနေဘုံ32လုံးထက်မနည်းကျဲချတိုက်ခိုက်ထားပါတယ်။ပင်မကုန်းတစ်ခုသာကြံရှိတော့တာဖြစ်ပါတယ်။ချီကီစကန်းကိုလည်းနှလုံးကျဲသွားပါသေးတယ်။ပြီးခဲ့တဲ့နှစ်အတွင်းမှာအဲ့ဒီဝင်တွေကကြောက်ထုမော်တော် အောင်သာဝရနဲ့ကျောက်လုံးကြီးစခန်းတွေကိုသိမ့်ပိုက်ရရှိထားပြီးဖြစ်ပါတယ်။ယခုထိထမင်းသမီး view ကိုစခန်းကတော့ကန်ဝရန်ဒေတာတိုင်းစစ်ဌာနတို့ကနေစုပ်လို့ကစုပ်နိုင်တယ်ပြောတာတောင်ပေကတ်နေတာဖြစ်ပါတယ်။မန္တလေးတိုင်းမရယာကျောက်တရားနယ်မြေထဲမှာတော့ထိတွေ့မှုဖြစ်ပေါ်ခဲ့ပြီးလေကြောင်းကနေလည်းပြစ်ကူပေးနေပါတယ်။ပြည်ဦးလွင်မှာငလျင်တန်ကြောင့်စစ်ကောင်းဆောင်မင်းအောင်နိုင်မိသားစုတင်းဆောင်ခိုးလုံနေတယ်လို့အရာသတင်းတွေပြန့်နှံ့နေပြီးမှဖြစ်နိုင်စီနေပါတယ်။သေချာတာကတော့ခြေချအိုးတော်ရွာမြစ်တာခြေချောင်းမှာ ရှင်ပြူနာသာအလှူတော်ကျင်းပမှာဖြစ်ပါတယ်အလှူတာရကဖြစ်သူဟာအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့ဆွေမျိုးတော်ဆက်တာဖြစ်တဲ့အတွက်လုံခြုံရေးအင်အားပေါများစွာအသုံးပြုခွင့်ပေးထားပုံရပါတယ်ရှင်ခုနှစ်ကောင်ညင်းကောင်30အလှပြရင်လေများဖြင့်ဇမန်လေးကလှည့်လည်ခဲ့ပြီးရွာတော်ရှင်ကိုမျိုးရှင်နန်းနန်းများတို့ပြတ်တာခဲ့တာကိုလည်းတွေ့ရပါတယ်ရှင်နေမနေ့9ရက်နေ့မှာတော့မောင်ရှင်လောင်းအပါ450ကျော်စံချပွဲပြုလုပ်ခဲ့ပြီးသင်္ကန်းတောင်ရေစက်ထတရားနာခြင်းများပြုလုပ်သွားမှာဖြစ်ပါတယ် စီရတဲ့မှာနေတဲ့မြေမြေတွေနဲ့အများစွာမဝေးကွာလှတဲ့ပြင်အန္တရာယ်လွန်စွာများပြားတဲ့ပြင်းဝင်မြေမှာလုံခြုံရေးအထက်ထက်ကာယံပြီးအေးချမ်းသာယာနေတရာအလူပွဲကြီးတစ်ခုကိုအောင်မြင်စွာ လုပ်ပြပြီးဝါရဖြန့်ခဲ့ခြင်းဖြစ်ပါတယ်မိတ်တီလာနဲ့တာစီကြားကအမှတ်69ချင်းမြန်တပ်မဌာနချုပ်လက်အောက်ခံတပ်တွေဖြစ်တဲ့အမှတ်429ချင်းမြန်တပ်ရင်းနဲ့အမှတ်420ချင်းမြန်တပ်ရင်းစက်ပြင်းနာစာအော်ဒရိုင်းတွေပြိုကျပျက်စီးနေပေမဲ့လက်ရှိအချိန်ထိပြင်ဆင်နိုင်ခြင်းမရှိသေးတာကိုလည်းတွေ့မြင်ရပါတယ် တော်မိုင်းလိုင်းစစ်ဌာနချုပ်နေပြီ K2 မဒီလေးလေဒါစခန်းဌာနချုပ်တဲကိုရှော့ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာသုံးလုံးကတော့တက်တက်မတ်မတ်ချောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။တောင်ငူလေးဒါစခန်းကတော့ကျွဲမောင်းသမားရဲ့လေ့ကျင့်ခွင့်သဘောမျိုးဖြစ်နေပြီဖြစ်ပါတယ်။ပြစ်ခတ်ဖို့စီစဉ်ထားတဲ့ရေတွက်ဟာယခုအရေတွက်ထက်များနိုင်ပြီးရာသီဥတုအခြေအနေအရအလုံးစုံမပောက်ကွဲပုံရပါဘူး။နေပြည်တော်ရဲ့လုပ်စဲမကွဲဒုံးသီးတွေကိုရှားဖွေတွေ့ရှိသွားပါကပြစ်ခတ်ရန်ပြင်ဆင်နေစဉ်ဖမ်းဆီးရရှိဆိုပြီးတရင်ထုတ်ပြန်ပါလိမ့်မယ်။ဇမန်လေးကတရုတ် ကိုကန်နဲ့အကျန်းဖက်စေအုပ်စုစကားပြောကြပါတယ်စစ်ကောင်စီကအုပ်ချုပ်ရေးမှုနဲ့ဆွေးနွေးတာလို့အကြမ်းဖျင်းသိရှိရပြီးစက်နေရာဌာနရေးကိစ္စတွေလည်းပါဝင်ပြီးသဘောတူညီမှုမရရှိသေးဘူးဖြစ်ပါတယ်ချင်းမြောက်တိုင်းစစ်သားနာချုပ်တိုင်းရဲ့အစိုးရမှုပထမဆုံးဦးစီးတဲ့ရုံးအဖွဲ့သားရောက်ရှိလာခြင်းဖြစ်ပါတယ်တိုင်းမုံနဲ့အဖွဲ့ဟာမိုင်းရမှာရှိနေသေးတာဖြစ်ပြီးရှမ်းလေးရှမ်းလို့ခေါ်တဲ့ချင်းမြောက်တိုင်းစစ်သားနာချုပ်အရှေ့လယ်ပိုင်းတိုင်းစစ်သားနာချုပ်အရှေ့ပိုင်းတိုင်းစစ်သားနာချုပ်တတိယဒေသတိုင်းစစ်သားနာချုပ်တို့ကိုကိုကဲရတဲ့အမှန်နဲ့စစ်စင်ရေးအထူးဖွဲ့မှု ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးလာရောက်မှာကိုစောင့်ဆိုင်းနေပုံရပါတယ်။အမှန်နဲ့စစ်တရင်အထူးပွဲမှုရဲ့ခရီးစဉ်ဟာလည်းအပေါ်ကောင်နဲ့မဟုတ်ပဲတောင်ကြီးကနေမိုင်းရဲကိုစစ်ရင်တန်းနဲ့လာရောက်မှာဖြစ်ပါတယ်။ချင်းရင်အောင်ဖွဲ့တီးတိန်ကိုတိုက်မြင်လဲဆိုရောစစ်ကောင်စီမကွေးစကိုင်းဘက်ကလမ်းတွေကိုပိတ်ဆို့နိုင်ဖို့လှုံ့ဆော်နေတယ်လို့ဒါမြန်တိုက်စစ်စင်တဲ့အနေနဲ့တွန်းဆန်မျိုးကဇွန်မီ Revolution Army ကိုလက်နက်ခဲယံအပြည့်စုံထုတ်ပေးလိုက်ပြီးဖြစ်ပါတယ်။ကျောင်းနဲ့ခံကောကြားကပုံညာစကားစခိတ်တွေဂျမန်လေးကပြန်ဖွင့်နေဆိုလို့ကုံကားတချို့တက်သွားကြပါတယ်။ ကျောင်းမြို့မှာအမှတ်23ကာကွယ်ရေးပစ္စည်းဆက်ရုံအခြေစိုက်တာဖြစ်ပြီးပလဲမြို့နဲ့ခံကောမြို့ကြားမှာတည်ရှိတာဖြစ်ပါတယ်။ဇာအာရဲ့ထိုးစစ်ကိုတွန်းလှန်ရင်းတိတိတိုက်စစ်ဟာညမကြမီပြင်းထန်လာနိုင်ခြင်းရှိနိုင်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆက်နားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိရင်